ပြသခင်ဂျေဇူတော်ချီးမွမ်းပါလေကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်တသက်လုံးနှင့်ဩဝါဒစာပထမဆုံးအခန်းကြီး9အပိုင်ငယ်16မှ18အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောမချားမလက်ဆုတောင်းပတနာပြုကြလောအယယာ၌ဂျေဇူတော်ကိုချီးမွမ်းကြလောအကြောင်းမူကားသင်တို့သည်ထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဖျားသခင် အလိုတော်ရှိ၏ကျောင်းတင်တို့ကွက်တော်မှာဖျားသခင်ကပေါ်ဖော်ပြလဲဆိုရင်တော့အရှင်မပြတ်ဝမ်းမြောက်ခြင်းရှိပါအသက်တာထဲမှာညီတော်စိတ်ပြတ်ပြီးတော့အသက်ရှင်မှုဖျားလို့တော့မရှိပါဘူးအရှင်မပြတ်ဝမ်းမြောက်ခြင်းရှိဖို့ဖျားကအလိုရှိတဲ့ဖျားဖြစ်ပါတယ်ကျွန်တော်တို့ဘဝသက်တာထဲမှာမချားမလက်ဆုတောင်းပတနာပြုဖို့ဖျားကလိုရှိတယ်ဘဝသက်တာထဲမှာဖျားသခင်နဲ့စကားပြောဖို့ဖျားသခင်ကိုဆုတောင်းပတနာပြုဖို့အတွက် မချားမလန်လှုပ်ဆောင်ပါလို့ဖော်ပြပါတယ်တတိယတစ်ချက်ကတော့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဘာကြောင့်လဲဆိုရင်တဲ့အဲ့ဒီလိုကျင့်ဖို့ရန်အတွက်ဖရာသခင် အလိုတော်ရှိတယ်အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့လို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့တတ်တာထဲမှာမဖြစ်ချင်တဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာလည်းကျေးဇူးတော်ကိုချီးမွမ်းလိုက်ပါအခါတည်းမှာဘဝမှာကိုထင်းတယ်လို့ဖြစ်မလာတဲ့အခါကိုမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာ ိုမျောလင်းတာကတမျိုးဖြစ်လာတဲ့အခြေအနေကတမျိုးအဲ့ဒီကိုမမျောလင်းတဲ့အခြေအနေတွေကြုံတွေ့ရတဲ့အခါမှာဘဝကိုခါသီမသွားပါနဲ့ဘဝကိုချင်မသွားနဲ့သင်ဒေါသမထွက်ပါနဲ့သင်မျောလင်းတယ်လို့ဖြစ်မလာတဲ့အခါမှာယူကြုံမရဖြစ်မနေပါနဲ့ကျေးဇူးတော်ကိုသာချီးမွမ်းလိုက်ပါချီးမွမ်းခြင်းကသင်ရဲ့အခြေအနေကိုပြောင်းလဲစေမှာဖြစ်ပါတယ်ရှေ့မှာဘုရားသခင်သင်တို့ပြင်ဆင်ထားတဲ့ကောင်းမြတ်ခြင်းအရာတွေကိုသင်မမြင်နိုင်ပါဘူး ။ဒါကြောင့်မို့သင်တို့ဘုရားသခင်ပြင်ဆင်ထားတဲ့ရှေ့မှာကောင်းမြတ်ခြင်းအရာတွေကစောင့်ကြုံနေတယ်။ဒါကြောင့်မို့သင်ကကြိုတင်ပြီးတော့ချီးမွမ်းလိုက်ပါ။ကျွန်တော်တို့ဘုရားမှာပြဿနာကပါလဲဆိုရင်တော့ကျွန်တော်တို့ကလက်ရှိဖြစ်ပြနေတဲ့အခြေအနေပေါ်မှာပဲအာယုံရောက်တတ်ပါတယ်။လက်ရှိဖြစ်ပြနေတဲ့အခြေအနေလက်ရှိလွဲချော်နေတဲ့ဖြစ်ပြမှုတွေပေါ်မှာပဲသင်အာယုံမရောက်ပါနဲ့။စိတ်မလောပါနဲ့။ဖယားသခင်ကသင်တို့အကောင်းဆုံးကိုပြင်ဆင်ထားတယ်။ ဘဝအသက်တာထဲမှာကိုထင်တယ်လို့ဖြစ်မလာတဲ့အခါမှာလက်ရှိအခြေအနေပေါ်မှာပဲအာရုံရောက်ပြီးတော့အသက်မရှင်ပါနဲ့ရှေ့မှာဘုရားသခင်ပြင်ဆင်ထားတဲ့စားပွဲကိုရောက်အောင်တွားလိုက်ပါ23ခုမြောက်သောစာလံမှာသေမင်းရိတ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်းကိုဖြတ်တန်းပြီးတဲ့အခါမှာလေတစ်ဖက်မှာဘုရားသခင်က စားပွဲကို ပြင်ဆင်ထားတယ်ဒါကြောင့်မို့အရာရာ၌ခြေစွတော်ကိုချီးမွမ်းလိုက်ပါသေမင်းရိတ်ကိုဖြတ်တန်းပြီးတာနဲ့တစ်ဖက်မှာဘုရားသခင်ကတင့်တော်စားပွဲကိုပြင်ဆင်ထားတယ် သင်တော်ဝမ်းမြောက်ခြင်းတွေသင်တော်ကောင်းကြီးမင်္ဂလာတွေသင်တော်ချီးမြှောက်ခြင်းတွေပိတ်သိက်တွေဘုရားသခင်ကပြင်ဆင်ထားပါလေဒါကြောင့်သေမင်းရိတ်ကိုပဲကြည်ပြီးတော့ညှီးတွားမနေပါနဲ့လက်ရှိလွဲချော်မှုကိုပဲသင်ကြည်ပြီးတော့ဘဝကိုဝမ်းနေမနေပါနဲ့ဘဝကိုယူကျုံမရဖြစ်မနေပါနဲ့တစ်ဖက်မှာဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာတွေအတွက်တစ်ဖက်မှာပြင်ဆင်ထားတဲ့ချီးမြှောက်ခြင်းတွေအတွက်သင်ကကြိုတင်ပြီးတော့ချီးမွမ်းလိုက်ပါသင်ကချီးမွမ်းပြီးတော့ဘုရားသခင်နဲ့တူဖြတ်သန်းမယ်ဆိုရင်တော့ ဘုရားသခင်ပြင်ဆင်ထားတဲ့စားပွဲကိုသင်ကဝင်စားမှာဖြစ်ပါတယ်။ဣသရေလလူမျိုးတွေနှစ်ပေါင်း40တော်ထဲမှာညီတွားခြင်းနဲ့မိတန်းခြင်းနဲ့သူတို့ကဖြတ်တန်းကြပါတယ်။အရှိမဘုရားသခင်ပြင်ဆင်ထားတဲ့ခါနန်ပြည်ကအင်မတန်ကောင်းသောညာလေသူတို့ကမချီးမွမ်းနိုင်ဘူး။တော်ထဲမှာကြုံရတဲ့ဒုက္ခဆင်းရဲခြင်းတွေပေါ်မှာပဲညှိတွားပြီးတော့စိတ်ပြတ်ကြတယ်။လက်ရှိချိန်နေမှာရေမရှိဘူးစားစရာမရှိဘူးအခက်ခဲတွေကြုံနေအဲ့ဒီပြဿနာတွေကိုပဲသူကအာယုံပြုတဲ့ခါမှာ တစ်ဖက်မှာဘုရားသခင်ပြင်ဆင်ထားတဲ့ခါနန်ပြည်ရဲ့ကောင်းကြီးတွေနဲ့လွှဲချော်သွားခဲ့တယ်။ဘာကြောင့်လဲဆိုရင်တော့လက်ရှိအခြေအနေကိုပဲအယုံဆိုင်တော်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့တမန်ကျမ်းစာကဖော်ပြတယ်အရာရာ၌ကြီးစွာတော်ကိုချီးမွမ်းလိုက်ပါ။ကျွန်တော်တို့ဘုရားမှာမကြုံကျင်တဲ့အရာတွေမဖြစ်ချင်တဲ့အရာတွေကိုထင်းတယ်လို့ဖြစ်မလာတဲ့အခါတွေရှိတတ်ပါတယ်။ကိုမျော်လင့်တာကတစ်မျိုးဘဝမှာဖြစ်လာတာကတစ်မျိုးဖြစ်တတ်ပါတယ်။အဲ့ဒီလိုခါမျိုးမှာသင်ဘဝကိုချင်မသွားနဲ့ ဘဝကိုခါသည်မသွားနဲ့ဒေါသမထပ်ပါနဲ့ဘာလို့ငါမျောလင်းတဲ့အတိုင်းဖះကမပေးရတာလဲဘာလို့ငါဘဝတရတဲ့မှာမျောလင်းတယ်လို့ဖြစ်မလာရတာလဲဆိုပြီးတော့ဘဝကြီးမှာယူကျုံမရမဖြစ်ပါနဲ့ဒေါသမထွက်လိုက်ပါနဲ့ကျေးဇူးတော်ကိုပဲချီးမွမ်းလိုက်ပါသင်ကကျေးဇူးတော်ချီးမွမ်းခြင်းကိုပဲရွေးချယ်ခဲ့မယ်ဆိုရင်ဘုရားသခင်ကသင်ရဲ့အခြေအနေကိုပြောင်းလဲပြန်မှာဖြစ်ပါတယ်။အရှိမဘုရားသခင်ကစားပွဲကိုပြင်ဆင်ပြီးသားဖြစ်တယ် ေမင်းရိတ်လွမ်းမှုတဲ့ခြံဝန်းကိုဖျက်တမ်းလိုက်ဖို့ပဲဖြစ်ပါလေကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တင်ရဖျက်တမ်းမလားညှိတွားခြင်းနဲ့ဖျက်တမ်းမလားညှိတွားခြင်းနဲ့ဖျက်တမ်းရင်တော့ဣသရီလာလူမျိုးတွေဆုံရှုံတကယ်ဆိုကျွန်တော်တို့ကခါနာပြင်းနဲ့လွဲချော်သွားမှာဖြစ်ပါလေဒါကြောင့်မို့ဘဝအသက်တာထဲမှာကျေးဇူးတော်ကိုချီးမွမ်းပြီးတော့အရာရာနိုင်ဆိုတဲ့အတွက်ကြောင့်ကောင်းတဲ့အခြေအနေဖြစ်ပါစေဆိုးဝါးတဲ့အခြေအနေဖြစ်ပါစေကိုမျောလင်းသလိုဖြစ်မလာတဲ့အခြေအနေဖြစ်ပါစေဖခင်ရဲ့ကျေးဇူးတော်ကိုပဲချီးမွမ်းလိုက်ပါ ချီးမွမ်းခြင်းကသင်ရဲ့အခြေအနေကိုပြောင်းလဲစေမှာဖြစ်ပါတယ်။သင်ကသေမင်းအရေးကိုပဲအာရုံမဆိုင်ပါနဲ့။တစ်ဖက်မှာဘုရားသခင်ပြင်ဆင်ထားတဲ့စာပွဲတစ်ဖက်မှာဘုရားသခင်ပြင်ဆင်ထားတဲ့ရှံလဲရှိသောခွက်ဖလားတစ်ဖက်မှာဘုရားသခင်ကသင်ရဲ့ကောင်းကိုစီးနှင်လောင်းပြီးတော့ပိတ်သိပေးဖို့အတွက်ပြင်ဆင်ထားပါတယ်။ဒါကြောင့်မို့လက်ရှိအခြေအနေလက်ရှိလွဲချော်မှုလက်ရှိကိုထင်းသလိုဖြစ်မလာတဲ့အရာတွေပေါ်မှာပဲအာရုံမရောက်ပဲနဲ့သေမင်းရိတ်လွှမ်းမှုတဲ့တစ်ဖက်မှာဘုရားသခင် ပြင်ဆင်ထားတဲ့ကောင်းမြတ်တဲ့အရာတွေက စောင့်ကြုံနေတယ်ဆိုတာကိုယုံကြည်မျှော်လင့်ပြီးတော့နေ့ရက်တိုင်းကိုကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဖြတ်သန်းနိုင်တော်သူများဖြစ်စေဖို့ဝင်းကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ